ကောင်းတော့တစဲတကလူခနေပိုင်ရန်ကုန်မြို့မြောင်းလောကကိုဒီနေ့နည်းနည်းဆွေးနွေးကြည့်ကြအောင်ဗျာဟုတ်ကဲ့အဲ့ဒီအချိန်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ကာလနော်ဟုတ်တယ်လူမျိုးခြားတွေကစီဝါရီလောအဲဒုစရိုက်လောကမှာပါနေရာယူထားခြင်းဗမာတွေကလည်းမျိုးတွေဖြစ်ဖြစ်ဝင်လာနေတဲ့အချိန်အင်းအဲ့ဒီမှာဖိုးတော့ဆိုတဲ့လူငယ်တယောက်ပေါ်လာတာကနေဒီကနေ့ပြောမယ့်အကြောင်းအရာတွေအစိတ်ဝင်စားစရာဖြစ်လာတာပေါ့ဟုတ်ပါသူ့ရဲ့ပွဲဥထွက်လို့ပြောရမလား ီတော့အရိကအင်အားကြီးကိုင်းဒီကြားကပฏิပခတ်အဆော့ဖြိုးလာပုံအထူးသဖြင့်အဲ့ဒီလက်မတော်ဈေးကဖြစ်ရလေးတခုအဲ့ဒါကနေဒီရှိုးရှိုးထွေထွေဂိုင်းလောကအားပြိုင်မှုတွေဘလို့ဖြစ်လာသလဲဆိုတာလေအဲ့ဒါလေးစပ်ပြောပြပါအောင်ထောင်ကလန်တစ်ဆက်ခုမှာနော်လက်မတော်ဆစီလန်းစီဟုတ်တယ်ထောင်ကလန်တစ်ဆက်ခု February ဖိုးတော့ရဲ့အမီတော်ချစ်ပူးကြူးယောင်းနေရအဲ့ဒါကို ပုံတားပထုံးရဲ့လူငယ်မယန်းတီနာပစိုးဆိုတဲ့နှစ်ယောက်ကလာပြီးမိုက်ချေခွဲတာအင်းအဲ့ဒါကိုဖိုးတော့ကမြင်တော့ တန်ပိုက်လုံးနေဝင်ရက်ရောအဲ့ဒီကနေဇလန်းကစတာပဲဖူတို့ဆိုတာကယနာပါလုံးလေသူနောက်ခံလေနည်းနည်းလောက်သူကအရင်ကသူ့ဦးလေးဦးဘိုးတင်ရဲ့ဘက်စကာလိုင်းမှာဆက်ပြရလောက်ဖူးတယ်ဦးဘိုးတင်ကဘက်စကာတထေးလီဟောဟုတ်ကဲ့ဒါမဲ့ဖူတို့ကနည်းနည်းလက်ရဲဇက်ရဲနိုင်နေဆိုတော့လေပြဿနာတွေတက်တော့အလောက်ပြုတ်သွားရောအဲ့ဒီနောက်ပိုင်းလမ်းမတော်ကချက်ဝိုင်းတို့ချင်းဝိုင်းလုံးမှာပဲလက်ပတ်နေတဲ့လူနေပေါ့ဆိုတော့ဒီဖြစ်ရက်ကသူ့ဦးလေးဦးဘိုးတင်ကတော့အခွင့်ရစ်တစ်ခုလိုဖြစ်သွားတာပေါ့ ဟောပုံရတယ်။ဥပိုးစင်ကချက်ချင်းပဲဖိုးတို့ကိုခေါ်တွေ့တယ်။အခြေအနေကိုရှင်းပြဖို့ပေါ့။အဲ့ဒီတုန်းကရန်ကုန်ဂိုင်းလောကအခြေအနေကဘလို့ရှုံထွေးနေလို့လဲ။ဘသူတွေအဓိကရမ်းမိုးနေတာလဲ။အဓိကအုပ်စုကြီး၃ခုလို့ပြောလို့ရတယ်။အင်အားကောင်းဆုံးကတော့မက်စတီခန်ပဲ။သူမငွေအားရောလူအားရောရှိတယ်။အာနာပိုင်အဆက်တွေလေးလည်းကောင်းတယ်လေ။ဟုတ်တယ်။ပြီးရောမမဆာ။သူကတင်မောစိတ်လို့တယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုချက်ကင်ထားတယ်။သူကမက်စတီခန်နဲ့မဟာမိတ်။ဟွန်းမွတ်စလင်အုပ်စုလေပေါ့။ ဟုတ်တယ်နောက်တစ်ဖွဲ့ကတုန်ဒါပထွန်းသူကလမ်းမတော်နယ်ကိုအပိုင်ဆိုင်ရထားတာဟိန္ဒူဂိုင်းသားဟုံးပေါ့သူကကြတော့မစတီခန့်နဲ့အားပြိုင်နေတယ်သူအော်အဲ့ဒီသုံးဖွဲ့ကအဓိကပေါ့ဟုတ်တယ်အဲ့ဒီချင်းတွေကိုဥပိုးတင်ကကောင်းကောင်းသိတယ်ဆိုတော့ဥပိုးတင်ကတူဖြစ်သူရဲ့ဒီရေးရင်နဲ့လို့ရက်ကိုအသွုံးချရပြီး ქვენ ကြီးတွေကိုရန်တိုက်ပေးဖို့ကြံသလားအတိအကျပဲဖိုတိုကိုဝီစကီလေးနည်းနည်းတိုက်စိတ်ငြိမ်အောင်လုပ်ပြီးအကြံပေးတာ အဲ့ဒါကမစတီခါရဲ့အယုံကြီးအောင်ဆုံးလူမမှုကိုတော့တိုက်ခို့อืมပေါ်လို့လေတိုက်ပြီးလက်မတော်သားတွေကွာလို့អော်ခဲ့ဖို့မှမလိုက်တယ်အဲ့ဒါဆိုရင်မစတီခန်းကဒါပုံတာပထွန်းလက်ချက်ပဲလို့ထင်သွားမယ်အာ关于你户ပတိပကဖြစ်အောင်တွေးထိုးလိုက်တယ်သဘောဟုတ်တယ်အဲ့ဒီခါကျဖိုတိုအတွက်လက်မတော်မှာနေရာရလာမယ်လှုပ်ရှားလို့ပိုကောင်းလာမယ်ပေါ့တတော် view ဟာမြုပ်တဲ့အကွက်ပဲတကယ်ရောအလုပ်ဖြစ်ခဲ့လားမမှုတိုက်ခိုက်ခံရတော့ ဘာဆက်ထည်လဲထိခဲ့တယ်မမုကအခုမဟာဘန္တူလာလန်အဲရုံကဒါလဟိုစီလန်လဲပန်းဆိုရန်လန်ထောက်မှာအရိုက်ခံရတာဒဏ်ရဒရပင်းနေဟုတ်လားဟုတ်တယ်တန်ကောင်းပလီတက်ထားတဲ့တုတ်တီနဲ့ဆိုတော့မမုထွက်ဆိုးချက်တရလင်ရိုက်တဲ့သူတွေကလမ်းမတော်သားတွေလို့ပြောသွားတယ်ဆိုပြီးသတင်းထွက်လာရောအရင်ရောမစတီခန်းကပုံနာပထုံးကိုတမ်းမြင်ပြီပေါ့တမ်းမြင်တာပေါ့ချက်ချင်းခေါ်တွေ့ပြီးမေးတာပဲပုံနာပထုံးကလည်းညင်းတာပေါ့သူမလုပ်ဘူးသူ့ကိုတမင်ချောက်တော့တာဖြစ်မဲ့ဆိုပြီး ဒါမှမစတီကန်ကယုံမမှုဘူးလေမယုံဘူးပေါ့အဲ့ဒီကိစ္စကြောင့်သူတို့နှစ်ယောက်ကြားဆက်ဆံရေးကတိပိတာတာအေးဆက်သွားတယ်ဥပိုးတင်ချောင်းအောင်သွားတယ်ဆိုရမှာပဲဒီဖရက်တွေကအဲ့ဒီခေရန်ကုန်ရဲ့ပူကျဲတဲ့နောက်ခံကချက်နဲ့ဘလို့ဆက်ဆံနေလဲပရဖော့ကဘာစပီခေချင်းကြီးကတော့စပီခေရန်ကုန်မှာကအိန္ဒိယနဲ့တရုတ်လူမျိုးတွေကစီးပွားရေးမှာတော့အဲမြောက်လောကမှာပါအတော်အော်စားကြီးနေတဲ့အချိန်တရုတ်ကိုင်းတွေကတော့ဘလို့လဲအနီအစင်းဆိုတာလေ လည်းရှိတယ်ဒါပေမဲ့သူမမအဓိကနိုင်ငံသားကုန်သွယ်ရေးလိုဟာမျိုးတွေကိုပို့အာယုံဆိုင်တယ်ဒီလမ်းပေါ်ကကိစ္စတွေမှာဒေသခံအနေနဲ့တိုက်ရိုက်ထိတွေ့မှုနည်းနည်းနေတယ်အဓိကအားပြိုင်မှုကအိန္ဒိယနယ်ဖွားဂိုင်းနေကြမှာပဲอืมမချတီခန်တို့မွတ်စလင်အုပ်စုနဲ့ပုနဝထွန်းတို့ဟိန္ဒူအုပ်စုကြားပေါ့ဟုတ်တယ်သူတို့ကြားမှာရင်ကနေကလည်းမချီတင်းခိုင်းဆိုတဲ့ဟိန္ဒူဂိုင်းကိုမချီတင်းခိုင်းနဲ့မမဆာတို့ပေါင်းပြီးချင်းမုန်းခဲ့မှုရဲ့သမိုင်းလေးရှိတယ်လေ ။သူတို့တဲမမောကအခန့်ရှိပြီးသား။ဟွန်းလမ်မတော်ကရောဘာလို့လောက်ကြီးပါနေတာလဲ။လမ်မတော်ကအဲ့ဒီခေတ်ကငွေရှာအကောင်းဆုံးနေရာတစ်ခုပဲ။တရားမဝင်လုံကစားတွေတခြားအလို့တွေအကုန်စုနေတာ။သူတို့ဂိုင်းတိုင်းကဒီနေမျိုးကိုလိုချင်ကြတာပေါ့။နောက်ပြီးဘယ်ဒီချင်းကဗမာလူငယ်တွေကြားမှာအမျိုးသားရေးစိတ်တဝင်သားမှုစိတ်တည်းလည်းတက်ကြွနေတဲ့ကာလနော်။မှန်နေ။လူမျိုးချားတွေလွမ်းမုံမှုကိုမကျေနပ်တဲ့စိတ်တွေရှိနေတယ်။ကိုယ်နေရကိုပြန်လိုချင်တဲ့စိတ်ပေါ့။အဲဒီစိတ်တက်နဲ့ ဖိုးတုတ်ရဲ့လုတ်ရက်တွေကတမျိုးတမီဆက်ဆက်သွားနိုင်တယ်။ဟုတ်တယ်။ဖိုးတုတ်ကသူ့အမိအတွက်ကလေးစားချေတာ။နောက်ပြီးမမှုကိုရိုက်တာတွေကဂွန်းအားပြိုင်မှုတစည်းတပိုင်းဖိတ်တယ်လို့တဖက်မှာလည်းလူမျိုးခြားအုပ်စိုးမှုကိုစိန်ခေါ်ရဲတဲ့ဗမာလူငယ်တယောက်ဆိုတဲ့ပုံရိပ်မျိုးဖြစ်လာစေတယ်။လမ်းမှာတော့လူငယ်တွေကြားမှာသူ့နာမည်ကတပြည့်ပြည့်လူသီးများလာတာပေါ့။အားလုံးကိုခြုံကြည့်လိုက်ရင်တော်တော်ရှုပ်ထွေးတဲ့အခြေအနေပဲ။အင်အားကြီး၊ကွိုင်းတွေ လူမျိုးရဲ့တင်းမာစုံတွေနောက်ွယ်ကကြံစည်မှုတွေဟုတ်ကဲ့အဲ့ဒီလိုပဝင်းကျင်မှာမှဖိုးတုတ်လိုလူတစ်တယောက်ကပေါ်ထွက်လာတာဆိုတော့စဉ်းစားစရာဖြစ်လာတာကဒီလိုအခြေအနေတွေကြားထဲမှာဖိုးတုတ်တယောက်ယက်တီရှင်တန်ယုံတွေမကဘူးနောက်1930ဖြစ်နေတဲ့ရောက်တဲ့အခါရန်ကုန်မြေအောက်လောက်ရဲ့အင်အားချင်းခွင့်ရာကိုသူဘလောက်ထိပြောင်းလဲပြစ်နိုင်ခဲ့မလဲဆိုတာပါပဲအဲ့ဒါကတော့တကယ်ကိုစိတ်ဝင်စားစရာဆက်တွေးကြည့်ရမယ်အချက်